ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကြမ်းခိုင်ရုံကိုနိုဝင်ဘာလ16ရက်ည10:00နာရီဝန်းကျင်မှာမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက်ခရီးအတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်၂ယောက်နဲ့ပြည်သူစစ်၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့မြို့ပြကြွအဖွဲ့စီကနေသိရပါဗျ။မြို့ပြကြွအဖွဲ့ကလက်လုံမိုင်းအပြင်အခြားမိုင်းမျိုးစားမိုင်း၅လုံးလောက်ကိုအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီးကြမ်းခိုင်ရုံဂိတ်အနီးကြားရောက်ပောက်ခွဲခဲ့တာလို့ဆိုပါတယ်။ ဂိတ်ထဲမှာထိုင်နေကြတဲ့စစ်ကောင်စီတပ်သားနဲ့ပြည်သူစစ်စုစုပေါင်း6ယောက်လောက်ရှိပြီးတိုက်ခိုက်တဲ့အချိန်မှာ၄ယောက်ထိခိုက်ခဲ့တယ်လို့မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူကပြောပါရယ်။ဖောက်ခွဲမှုအပြီးမှာမော်ဘီကြန့်ခိုင်ရုံတွင်းကနေရန်တမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီးလက်စစ်မီးတွေပါဖြတ်တောက်ကစစ်ကားတစီးနဲ့လမ်းပိတ်ဆေးဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။မြို့ပြကြွက်အနေနဲ့မော်ဘီမြို့နယ်ကြန့်ခိုင်ရုံကိုမိုင်းခွဲတိုက်ခိုက်ခဲ့တာပထမဆုံးအကြိမ်ဖြစ်ပြီးစစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ရေးအတွက် ကြိုးပမ်းနေတာတွေကိုတားဆီးဖို့နဲ့စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်မတရားဖန်ဆီးစစ်မှုထမ်းခိုင်းတာတွေကိုလက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ရှိမော်ရမြို့ကိုလက်လွတ်လိုက်ရတဲ့အတွက်စစ်ကောင်စီကကန်ယူရန်စစ်ဌာနချုပ်ကာရခတိုင်မူဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုစုံခုံစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရှင်းပြတွေစီကနေသိရပါဗျာ ကယုန်နန်းစစ်ဌာနချုပ်လာအခန်တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မောရမြို့နယ်ကစစ်ကောင်စီရဲ့ခန်းစစ်စခန်းကိုနိုဝင်ဘာလ14ရက်နေ့မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့တော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာတိုင်းမှုစစ်ဆေးခံရတာလို့နီးပြည်တော်သတင်းရှင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ15ရက်နေ့ကဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေနဲ့အဖွဲ့မှာဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့နီးပြူဟာအဖွဲ့ကိုဘိမ်းမြို့နယ်ရှိကာရခတန်ယုံမှာစုံခုံစစ်ဆေးခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်းဆောင်ကနိုဝင်ဘာလ16ရက်နေ့မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုတွားရောက်ခဲ့ပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်ကစေဦးစီစေရီစစ်ထောင်းနဲ့နီးပြူဟာကစစ်ကောင်းစီအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာကပြားဆရာမိုးနေက training လူလူသွပွင့်ဖူဖူနွေဦးကပြအမည်ရှိတဲ့စာအုပ်ကိုရောင်းချပြီးရရှိတဲ့အမျက်ငွေအလုံးကိုနိုင်ကျင်းထောင်ဝင်စာနဲ့မြေပြင်မှာအကူအညီလိုအပ်နေတဲ့သူတွေစီကိုလူရန်သွားမယ်လို့ကပြားဆရာမိုးနေကပြောပါတယ် ဆရာနာတင်ပြီးတဲ့နောက်ငါးနှစ်တာအတွင်းကဗျာဆရာမိုးနေရေးဖြစ်ခဲ့တဲ့ကဗျာအပုတ်တရားကျော်လည်းက85ပုတ်ကိုပြန်လည်ရွေးထုတ်ထားတာဖြစ်ပြီးနိုဝင်ဘာလ6ရက်နေ့မှာမဟာချိုစာပေကနေထွက်ရှိလာတာဖြစ်ပါတယ်။နိုဝင်တော်လိုင်းမှာပါဝင်နေကြတဲ့လူငယ်တွေရဲဘော်တွေနဲ့နိုင်ကျင်းတွေအတွက်စိတ်ခွန်အားပေးတဲ့ကဗျာတွေကိုရေးဖြစ်တာဖြစ်ပြီးထုတ်ဝေသူနဲ့တွေ့တဲ့အတွက်တလအတွင်းစာအုပ်လုပ်ဖြစ်သွားတာလို့ကဗျာဆရာမိုးနေကပြောပါတယ်။ နွေဦးကပြစာအုပ်ကိုတော့ထိုင်းနိုင်ငံအတွင်းဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်စင်ကာပူနိုင်ငံမလေးရှားနိုင်ငံနဲ့အမေရိကန်နိုင်ငံတွေမှာစာအုပ်ကိုယ်စားလှယ်တွေကနေတဆင့်ထိုင်းငွေဘတ်250နဲ့ဝယ်ယူနိုင်တယ်လို့သိရပါတယ်ကဗျာဆရာမိုးနေဟာ1982ခုနှစ်မှာကဗျာစရည်ခဲ့တာဖြစ်ပြီး1988အရေးတော်ပုံကိုဖျက်ဆီးခဲ့တာ2020ခုနှစ်မှာတော့ကြားစိမ့်အမည်ရှိတကောတော်လုံးချင်းကဗျာစာကိုထွက်ရှိထားပါတယ်ခင်ဗျာ။ မကွေးတိုင်းပမ်းမြုံနယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ပြည်သူ3000ခန့်ဒီပါစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ပမ်းမြုံနယ်လူသားစာနာအဖွဲ့အစည်းကနေသိရပါဗျ။နွယ်မာလာ15ရက်နေ့ကလေးကပမ်းမြုံနယ်မြောက်ပိုင်းကိုမြိုင်မြုံနယ်ဆက်မှုနှစ်ဘက်ကဝင်လာတဲ့စစ်ကြောင်းနဲ့ကပါဆာ24ကနေထွက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းစုစုပေါင်းစစ်ကြောင်း3ကြောင်းကစစ်ကောင်စီတပ်သားအင်အား900လောက်ဟာကြေးရွာတွေဘက်ကိုစစ်ကြောင်းထွက်နေတာလို့ဆိုပါရတယ်။ စစ်ကြောင်းသုံးကြောင်းတပြိုင်တည်းထိုးလာတဲ့အတွက်ဘဲကိုဥတီမလဲဆိုတာကိုမသိရပဲရုတ်တရက်တင်းရှောင်ရတဲ့အတွက်စာနယ်ရိက္ခာတွေလည်းခက်ခဲရှိနေတယ်လို့ပောင်မြုံနယ်လူသားစာနာအဖွဲ့တာဝန်ရှိသူကပြောပါတယ်စစ်ကြောင်းကြောင့်ပမ်းမြုံနယ်မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းကကျွရ40နွေမှာရှိတဲ့လူဦးရေ3000ခွဲနီးပါးဟာနိစ္စရတောတောင်တွေကိုတင်းရှောင်နေကြပြီးစောင်းရသည်ဖြစ်တဲ့အတွက်အဝိထွေဆောင်းချင်အောင်နဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့သိရပါဗျ။ နိုဝင်ဘာလ16ရက်နေ့ကနေ18ရက်မနက်ပိုင်းထိစစ်ကြောင်းနဲ့ကာကွယ်တပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာမဲဆွဲစည်းရုံးရမှာတော်လိုင်းရင်းဆိုတဲ့စကလုံးသုံးနှုန်းခဲ့တဲ့ပြည်သူ့ပါတီမှသင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုအရေးယူသွားမယ်လို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့က တော်လိုင်းရင်းဆိုတဲ့စကားလုံးသုံးပြီးမဲဆွယ်စည်းရုံးခဲ့တဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်းကိုအရင်မယူဘူးလားလို့စီအိုစုနဲ့ပြည်တွင်းသတင်းမီဒီယာတွေနဲ့အုပ်စုဖွဲ့တည်ထောင်ထားတဲ့ Viber Group မှာမြန်မာ Nations Post သတင်းဌာနကမေးမြန်းခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံ UEC ဘက်ကအကြောင်းအရမှန်ကန်မှာကတရားစွဲအဖွဲ့အစည်းများကတက်ဆိုင်ရာဥပဒေနဲ့အရေးယူမှာဖြစ်ပြီးအရေးယူဆောင်ရွက်ပြီးပါကရွေးကောက်ပွဲကော်မရှင်ကလည်း လွတ်တော်ကိုယ်စားလှယ်လောင်းနဲ့ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆက်လက်အရေးယူသွားမယ်လို့ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။သင်္ကန်းကျောင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာနိုဝင်ဘာလ12ရက်နေ့ကဦးလွင်မြင့် TikTok အကောင့်ကနေသူ့ရဲ့သားဟာ2021ခုနှစ်ရေတော်ပုံမှာပါဝင်ခဲ့ပြီးမကြသေးခင်ကမှထောင်ကနေလွတ်မြောက်ခဲ့ကြောင်းမဲဆွယ်စီယုံရင်လက်ကမ်းကြော်ညာစာမှာဆရာနာသိမ့်မှုကိုစန့်ကျင်သော2021ခုနှစ်ຫນွေဥတော်လိုင်းရေဟုတုံတုံဖော်ပြခဲ့ကြောင်း အလားတူထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအတွက်ငွေကြေးနဲ့ထောင်ဝင်စာတတတာ ပါဝင်ကူညီခဲ့ကြောင်းပြောဆိုက LifeLink မဲဆွဲစီယုံခဲ့တာဖြစ်ပါတယ်ခင်ဗျာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်စူတောင်းပွဲနဲ့တော်လှန်ရေးရုပ်ရှင် ပြုံးပြုံးလေးပြပွဲကိုကနေဒါနိုင်ငံရောက်မြန်မာပြည်ပွားတိုင်းသားတွေကတိုရန်တိုမြို့ရှိ Innistown Hall မှာ နိုဝင်ဘာလ16ရက်နေ့နေ့ပိုင်းကကျင်းပခဲ့ကြပါဗျ။အဲ့ဒီစူတောင်းပွဲကိုတော့ဒေါန်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကိုကိုထိန်လင်းနဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းတို့က online ကနေတက်ရောက်ခဲ့ကြပါဗျ။အဲ့ဒီစူတောင်းပွဲမှာ Dreader ကိုပေါ့ရိုက်ကူပြီး Academy မင်းမော့ကွန်ပါဝင်တရုတ်ဆောင်ထားတဲ့ပြင်းပြင်းလေးတော်လန်ရုပ်ရှင်ကားကိုပြသခဲ့ပြီးအဲ့ဒီကနေရလာတဲ့အလူငွေတွေအားလုံးကိုမြေပြင်မှာရှိနေတဲ့တော်လန်အားစုတွေစီကိုလှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ရိတ်ခါရင်နံတက်လာတဲ့အချိန်ကြေးရွာတွေကိုအမြောက်တပ်ရင်းတွေကနေ drone တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကနေသိရပါဗျ။နိုဝင်ဘာလ16ရက်နေ့မနက်7:00နာရီအချိန်ဝန်းကျင်လောက်ကဘိတ်ကနေတနင်္သာရီဘက်ကိုစစ်ကောင်စီရိတ်ခါရင်နံ3စီးတက်လာခဲ့ပြီးရင်နံသွားလာရလမ်းပိုင်းကဗန်လမော့ကျွရတပ်ဖက်ကန်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးတွေကိုဇပွဲအခြေဆိုင်ခမာယာ 956တက်နဲ့မော်တုံးချေဆိုင်အမတ306တက်တွေကနေပြစ်ခတ်ခဲ့တာဖြစ်ပြီးဘန်လမော့ကျေးရွာအပြင်ရမ်ဖို့ကျေးရွာတရားနည်းကိုလည်းလက်နက်ကြီးနဲ့ပြစ်ခတ်ပြီး drone တွေနဲ့ဘုံတိချတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။စစ်ကောင်စီတပ်ကအခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ကုန်းသွယ်စခန်းရှိတဲ့မောရာမြို့ကိုလက်လွတ်လိုက်ရပြီးတဲ့နောက် မောရောင်သွားရလမ်းပိုင်းကတိမ်ခွန်းနဲ့တဲဖြူကျွရတွေမှာစစ်အင်အားနဲ့ရိခါအင်အားတွေကိုဖြည့်တင်းနေရလို့သိရပါတယ်ခင်ဗျာရန်ကုန်တိုင်းရန်ကုန်မြို့ပြပျောက်ကြား YUPA တော်လိုင်းတပ်ဖွဲ့ကရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့နှစ်ယောက်ကိုနွေဘာလ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတာခံလိုက်ရတဲ့အတွက်သူတို့နှစ်ယောက်နဲ့အဆက်အသွယ်ရှိသူတွေရှောင်ရှားကြဖို့ YUPA တပ်ဖွဲ့ကသတိပေးထုတ်ပြန်ပါတယ်။ YUPA ရဲ့ရဲဘော်တွေဖြစ်ကြတဲ့ KC နဲ့ Molero ဖန်ခန့်လာရတဲ့အတွက်သူတို့နှစ်ဦးနဲ့အဆက်အသွယ်ရှိတဲ့သူများ ရှိပါကလုံးဝအဆက်အသွယ်မလုပ်ပါရန်သတိပေးအပ်ပါတယ်လို့ပြောပါတယ်။ရန်ကုန် UG People Army YUPA ရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းနေရပြီးရွှေ့ပြောင်းစိတ်တွေလည်းလိုအပ်နေတဲ့အတွက်ရဲဘော်တွေရဲ့ရွှေ့ပြောင်းစိတ်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။ YUP ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ရဲနဲ့စစ်ကောင်စီထောက်တိုင်တွေကိုဖောက်ခွဲရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီးဆရာနာတိမ်မှုကိုမလိုလားတဲ့လူငယ်တွေစုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါအပြင်အခက်အခဲတွေများစွာကြားကနေမြို့ပြ UG လုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ကြောင်းမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါပါတယ်ခင်ဗျာ။ မကွေးတိုင်းရေကျုံမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ဟာလက်နက်ခဲယမ်းနေတဲ့အတူနိုဝင်ဘာလ15ရက်နေ့မှာအလင်းဝင်ရောက်လာတယ်လို့ရေကျုံမြို့နယ်ပခပစီကနေသိရပါဗျ။ရေကျုံမှာခြေဆိုင်တဲ့ခလာရ956တရင်တွေကတပ်သားအဆင့်ရှိတဲ့ဟင်းထက်လင်းဟာညာဘက်ကင်းတောင်ဝင်ကျနေတဲ့အချိန်မှာ MA1 တနက်တလက်အပြင်တက်ကြက်ကြီးတယောက်ရဲ့ MA3 တနက်တလက်ကိုပါယူဆောင်လာခဲ့တာလို့ဆိုပါတယ်။တက်တွင်းမှာကြီးနိုင်ငယ်ငင်းလောက်တာတွေကိုမခံနိုင်တော့တဲ့အတွက်တက်ကနေထွက်ချင်တဲ့အတွက်ဆက်သွယ်လာတာဖြစ်ပြီးလက်နက်တွေပါတာကြောင့် စုချင်းငွေ390ချင်းမြင့်ပြီးလုံခြုံတဲ့နေရာမှာစောင့်ရှောက်ထားတယ်လို့ရေစကြုံမြို့နယ်ပကဖတောင်ငန်ကိုဝေကြီးက TVP ကိုပြောပါရယ်တတားဟင်းထက်လင်ဟာသူ့ရဲ့ဆန္ဒအတိုင်းပကဖနဲ့ပူပေါင်းပြီးစစ်တပ်ကိုပြန်တိုက်သွားမှာဖြစ်ပြီးပြည်သူနဲ့အတူရပ်တည်လိုကြတဲ့စစ်ကောင်စီလက်အောက်ခံတွေကိုလည်းအချိန်မရွေးဖိတ်ခေါ်တယ်လို့ဆိုပါရယ်ဒီစုံမြို့နယ်အတွင်းကိုမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လေကြောင်းတိုက်ခိုက်တာတွေနဲ့လက်တံကြီးနဲ့ပစ်ခတ်တာတွေမကြာခဏပြုတ်လုံနေတဲ့အတွက်ဒေသခံတွေသတိနဲ့သွာလာနေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။